တခါတော့ကရွာသားရလို့အမိရတဲ့ရွာလေးတစ်ခုမှာစီကံကြီးပြီးပတ်စုံထူးရှင်တဲ့ចောင်းသားတွေကိုဝေးထုတ်ပေးနေတယ်။ရွာလေတန်းចောင်းလေးတစ်ចောင်းရှိတယ်။ចောင်းဆရာမကြီးကနေ့စဉ်ចောင်းသားတွေတဲ့ကပတ်စုံထူးရှင်ဆုံးចောင်းသားကိုစူးချင်းမြင်ဝဲချင်းပပေးလေးရှိတယ်။ចောင်းမှာတက်ရောက်နေတဲ့ចောင်းသားတွေဟာထူးရှင်စုအတွက်အပြိုင်ဆိုင်ကြိုးစားကြတဲ့ထဲမှာအထမတန်းចောင်းသားတွေဖြစ်တယ် မမောင်နဲ့အအောင်တို့ဟာအထူးရှင်ဆုံးကျောင်းသားတွေဖြစ်ကြတယ်။မမောင်နဲ့အအောင်တို့နှစ်ယောက်စလုံးဟာအကြောင်းကချင်းပါတဲ့သာမေးပွဲတိုင်းမှာပရမသုကိုပူတွဲရတတ်ကြတယ်။ကျောင်းမလုံးကစားပွဲများမှာလည်းအထူးထူးထူးချွန်ကြတယ်။ဒရာမာချင်းပါတဲ့ပွဲတွေရရေးရရေးများမှာလည်းနှစ်ယောက်စလုံးကကူညီလုပ်ကိုင်ရတဲ့အတွက်ဒွာသားတွေကသူတို့ကိုချစ်ခင်ကြတယ်။ကျောင်းဆရာမကြီးနဲ့ အငယ်ပြတ်အမှတ်ပေးရတဲ့ဖွဲ့ဝင်ဆရာဆရာမတွေဟာသူတို့နှစ်ယောက်ကိုမူလတန်းကနေအထမတန်းဒီစောင့်ကြည့်ခဲ့ပြတ်ကအမှတ်ပေးခဲ့ကြတယ်။သူချင်းမြေဝချင်းမဝနီးလာတဲ့အခါသူတို့နှစ်ယောက်ရဲ့ရမှတ်တွေဟာတူညီနေတာကိုတွေ့ရတယ်။ကျောင်းဆရာမကြီးဟာသူတို့နှစ်ယောက်ကို နောက်ဆုံးဆန်းသက်ဖို့အရင်တစ်ခုထုတ်ခဲ့တယ်။အထမတန်းကျောင်းသားတွေအားလုံးခေါ်ပြီးတော့အယောင်တူတဲ့ပူပေါင်းနှလုံးစီပေးပြီးဟုတ်ခိုင်းတယ်။ပြီးတော့ ဘူပေါင်းပေါ်မှာမင်းနဲ့ကိုနာမည်ကိုရေးခိုင်းလိုက်တယ်။ကျောင်းသားတွေရဲ့နာမည်ရေးထိုးထားတဲ့ဘူပေါင်းအလုံး90လောက်ကိုကျောင်းကအခန်းလွတ်တစ်ခုထဲကိုစုထည့်ခိုင်းလိုက်တယ်။ပြီးတော့ကျောင်းသားတွေကိုဆရာမကြီးကတပည့်တို့အခန်းထဲမှာရှိတဲ့ဘူပေါင်းတွေကကိုနာမည်ရေးထားတဲ့ဘူပေါင်းကိုရှာဖွေပြီးဆရာမကြီးရှေ့ရချင်းတွေကိုလာထည့်ကြရမယ်။အခန်းထဲမှာနောက်ဆုံးကျန်တဲ့ကျောင်းသားကို ူးချွန်စုပေးပွဲမှာအမှန်ရှုံးမယ်လို့ပြောလိုက်တယ်။ဆံမကြီးကအကယ်ပြတိုင်းတွေကိုယူတင်မှကြားရတယ်။ဆံမတို့ဒီပွဲမှာမောင်မောင်နဲ့အောင်အောင်နှစ်ယောက်တည်းဟာဘူပေါင်းကိုအရင်ရှာတွေ့တဲ့သူကိုထူးချွန်စုပေးရမှာပဲလို့မှကြားခဲ့တယ်။ပြိုင်ပွဲကိုခရာမဟုတ်တဲ့အခါကျောင်းသားတွေကအခန်းထဲကိုလူရဲဝင်သွားပြီးကိုယ်နာမည်ရေးထားတဲ့ဘူပေါင်းကိုအလင်းစလို့ရှာပွေကြတော့တယ်။အခန်းထဲမှာ ူတွေရဲ့ဘူပေါင်းတွေရှုပ်ထွေးသွားခဲ့တယ်။မောင်မောင်နဲ့အောင်ကတော့နောက်ဆုံးမှခန်းထဲဝင်သွားကြပြီ။သူတို့ရှင်းရောက်လာတဲ့ဘူပေါင်းတစ်လုံးစီကိုအတီးတီးကောက်ယူလိုက်တယ်။ပြီးတော့မောင်မောင်ကអော်လိုက်တယ်။မောင်လာအောင်ကလည်းញ៉ាំញ៉ាလို့អော်လိုက်တယ်။သူတို့ကသူတို့ကောက်ယူလိုက်တဲ့ဘူပေါင်းပေါ်ကနာမည်ကိုអော်ပြီးတော့ဘူပေါင်းကိုအဲ့ဒီចောင်းသားကိုပေးလိုက်ကြတယ်။မောင်လာနဲ့မြမြတို့လည်း သူတို့ဘူပေါင်းတွေကိုအလွယ်တကူတွေ့ရှိသွားပြီးအခန်းမြင်ထွက်ကဆ iam ာကြီးရှိရချင်းနဲ့ထဲလိုက်ကြတယ်အဲဒီလိုနံမရီအော်ပြီးပေးလိုက်တာကျောင်းသားတဝက်ကျော်လောက်ခန်းမြင်ရောက်သွားတဲ့အခါလူရောဘူပေါင်းမှနေသားတဲ့တဲ့ဦးနံမကိုရှာရလွယ်သွားခဲ့တယ်ကျန်တဲ့ကျောင်းသားတွေကအခန်းထဲမှာနောက်ဆုံးကျန်တဲ့သူမဖြစ်အောင်ဦးနံမပါတဲ့ဘူပေါင်းကိုရှာပွေပြီးအခန်းပြင်မှာထွက်သွားကြတာနောက်ဆုံး မောင်မောင်နဲ့အောင်နှစ်ယောက်ပဲသူတို့ဘူပေါင်းနှလုံးနဲ့အတူအခန်းထဲမှာကျန်ခဲ့တယ်။တကယ်ချင်းနှစ်ယောက်ဟာတယောက်ပခုံးတယောက်ဖက်ကရုံုံရွှေရွှေနဲ့အခန်းထဲကထွက်လာကြပြီးချင်းနဲ့ဘူပေါင်းတွေကိုထည့်လိုက်ကြတယ်။ဆရာမကြီးနဲ့အခဲပြက်ဆရာဆရာမတွေလည်းအုံနှောက်လျှောက်သွားပြီးဘသူ့ကိုအထူးကျွန်းစုပေးရမယ်မဆုံးဖြတ်နိုင်ဖြစ်သွားကြတော့တယ်။ဒီလိုနဲ့စုပေးပွဲချင်းပါတဲ့ရရောက်လာခဲ့တယ်။ ချောင်းသူချောင်းသားတွေနဲ့မိဘတွေဟာဝေကောင်းစားလာတွေနဲ့စူဝေပဲခမ်းမကြီးတွေမှာစူဝေရောက်ရှိနေကြတယ်။မမောင်နဲ့အောင်လို့နှစ်ယောက်တည်းဟာဘယ်သူထူးချွန်စူရမလဲဆိုတာအလုံးအစိတ်ဝင်စားနေကြတယ်။ထူးချွန်ဆုံးချောင်းသားစုကိုချိန်ညားဖို့ဆရာမကြီးရဲ့စင်မြင့်ပေါ်ကိုတက်လာခဲ့တယ်။ချောင်းသားတွေနဲ့မိဘတွေလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ဘာဖြစ်လို့လဲဆိုတော့ခမ်းမတွေကိုအောင်အောင်ရောက်မလာသေးလို့ပါပဲ။ ောင်းအောင်ပါအချိန်လေးစားတဲ့ကြောင့်လားဖြစ်ပြီးတကားမှအချိန်တော်မကြဘူးပါဘူးပရိသတ်တွေဆဲလုံရှားနေချိန်မှာဆံမကြီးရဲ့အသံထွက်ပေါ်လာခဲ့တယ်ဆံမကြီးကကျမတို့ကြောင်းမှာအဓမ္မရန်ကြောင်းသားမောင်မောင်နဲ့အောင်အောင်ဟာညီသူညီမထူးချွန်ကြရဲဆိုတာအားလုံးသိပဲဖြစ်ပါတယ်မနေ့ကအထိကျမနဲ့ရေပြက်ဆရာဆံမတွေဟာဘသူ့ကိုအထူးချွန်စုချီးမြှင့်ရမလဲဆိုတာမဆုံးဖြတ်နိုင်ခဲ့ပါဘူး အခုကျမရဲ့ဆုံးဖြတ်ချက်ကိုကြီးညာပေးပါမယ်။ထူးချွန်စုကိုရရှိတဲ့သူကတော့အောင်အောင်ပဲဖြစ်ပါတယ်လို့ကြီးညာလိုက်ပါတယ်။ဖမ်းမရတဲ့လူတွေလည်းသူချင်းမင်းဝဲကိုအချိန်မီရောက်မလာတဲ့အောင်အောင်ကိုသူချင်းမင်းရဲ့အတွက်အားအားတင်သွားကြပါတယ်။ဆရာမကြီးကဒါအောင်အောင်ဝင်လာခဲ့ပါစုလက်ခံမှုစင်မြင့်မှုကြွားပါလို့လမ်းခေါ်လိုက်တယ်။ဖမ်းမပေါ့ဝမရက်နေတယ်။ ဝေစားရပြီးနေတဲ့အောင်ကဆရာမကြီးလမ်းခေါ်တဲ့အတွက်ဆင်းမြင့်မို့လျှောက်လာခဲ့ပါတယ်။ဆရာမကြီးကအောင်ဒူးကျွန်းစုချင်းမြင့်ပြီးပြီးတော့ပရိသတ်ဘက်လက်ကချွာရောက်လာကြတဲ့ចောင်းသူចောင်းသားတွေနဲ့မိဘတွေကိုကျမရှင်းပြပါမယ်။ဒီကလေးနှစ်ယောက်မှာဘသူ့ကိုရွေးချယ်ရမယ်ဆိုတာမဆုံးဖြတ်နိုင်တဲ့အတွက်ဒီနေ့မနေ့ဆိုဆိုဝယ်မခြင်းပါခင်မှာ ချောင်းဝင်ွားကမြောင်းကိုကူးတဲ့သစ်သားတရားကိုမြောင်းနဲ့ပြစ်ချထားခဲ့ပါတယ်။ဝဲရောက်လာကြတဲ့ချောင်းသားတွေနဲ့မိဘတွေဟာမြောင်းကိုခဲရခဲစစ်ဖျက်ချော်လာခဲ့ရမှာပါ။မောင်မောင်ကလည်းတာမန်နေတွေဆိုတရားကိုပြန်လည်ပြုပြီးမှဖြစ်ပေမဲ့အခမ်းအနားချိန်မီဖို့နဲ့ဝေစားတန့်ရှင်ရဲ့ဝီယူဆိုင်တဲ့အတွက်တရားကိုကြော်ဖြတ်ခဲ့ပါတယ်။အောင်ကတော့တရားမြောင်းနဲ့ကြာနေတာကိုတွေ့တဲ့အခါ ပြန်လဲပြင်ဆင်နေတာကြောင့်ဝေစားတွေပေးရနေပြီခမ်းမတွေကိုချိန်မီမြောင်းနိုင်လို့ခမ်းဖောက်ကမဆောင်ကြည့်နေတာတွေ့ရတဲ့အတွက်ဒူးကျွန်စုကိုချင်းမြရခြင်းဖြစ်ပါတယ်လို့ရှင်းပြလိုက်ပါတော့တယ်